ုံးပြီဆိုပြီးတင်တက်လာတဲ့ခါကျတော့ကျွန်တော်တို့ထပ်ပြီးတော့ကိုဝေးအတွက်မျောလင်းလို့မရတော့ဆိုတော့ទីလိုက်ရပါတယ်ပေါ့နော်အဲ့တော့ကိုဝေးကိုကျွန်တော်တို့ဒီညမှာပဲလက်ပြနှုတ်ဆက်ရမယ့်အချိန်ရောက်တဲ့အတွက်ဂန်ဝင်မြောက်စွာအိမ်ပြန်သွားတဲ့လူပညာရှင်ကြီးကိုကျွန်တော်တို့ဂုဏ်ပြုဖို့ပဲကြံပါတော့တယ်ရှင်ခုံကြအိမ်မက်ပေါက်တက်ကြရည်သူမရေးပါဘူးပြဿနာရရင်ပြီးရောသူမသိပဲနဲ့ဆိုရင်ဆိုလိမ့်မယ်ဗျာသူကတော့အဲ့လိုမျိုးကြီးတစ္ဆာရှိရှိနဲ့หนีသွားလို့အကောတော့ဂုံယူတဲ့အတွက်ဂီတကိုမှန်မှန်ကန်ကန်ဖန်တီးနိုင်တဲ့ အနုပညာရှင်တယောက်ဆုံးရှုံးသွားတာတန်ဖိုးမကြတော့ဘူးလို့အခုထင်ပါတယ်တန်ဖိုးကပူရောင်တက်သွားပါသေးတယ်အော်အမေမတော့ကိုဝေနေမကောင်းဖြစ်တာဖတ်တော့ဖတ်ရရတယ်ပေါ့နော်ဒါပေမဲ့အကိုကလည်းဟိုသူနဲ့ကိုနေကအပြစ်မလည်းဖိတိုင်ထိုင်လို့ပါအဲ့လိုမျိုးလည်းမရင်းနေပါဘူးအမှန်တိုင်းပြောမယ်မရင်းနေမဲ့နဲ့ကိုကကိုဝေကကျွန်တော်အခြေဆုံးပေါ်တာကြီးပါပါညာအဲ့လိုလည်းကိုရှောက်မပြောချင်ဘူးတကယ်တကယ်လည်းကိုဝေနဲ့ကိုနေအဝေးကြီးပါဒီခွေလေးလှုပ်တဲ့ချိန်မှာအတူတူရင်းနေကြတယ် နှစ်ဖက်ဆိုင်ပြူဆိုင်နဲ့ပြီးတော့ဓာတ်ပုံရိုက်တော့ကိုမျိုးကျော်ရိုက်ပြီးတာကိုမျိုးကျော်အပေါ်ကနေရိုက်ပြီးတော့သူတေချာကိုကန်းနာမှာသွားရိုက်ကြတာဆိုအဲ့မှာကုဝင်နဲ့တွေ့ပြီးတော့ခွေထွက်ပြီးတဲ့အချိန်စားပြီးတော့တခါတလေတွေ့တယ်တခါတခါနှုတ်ဆက်တယ်အဲ့လောက်ပဲရှိတာပေါ့နော်သူမင်းမျိုးမှာနေမကောင်းဖြစ်နေနှလုံးဖြစ်နေတယ်ဆိုတော့တင်းကိုတင်းနဲ့ပို့ဆွေတခုတခုဖတ်ပို့တယ်ပေါ့နော်ဒါပေမဲ့အခုလည်းအပတ်တမှတ်ပါပဲဖတ်ပြီးစိတ်မကောင်းပြတ်တာပဲရှိတယ်ဗောနော်ကိုဝေးပြန်ကောင်းမယ်လို့ပဲထင်နေတာဗောဖြစ်စင်တော့သူ့နဲ့မင်းမျိုးမှာသူ့ကိုတော်တော်ပြီး မင်းကြီးနေချက်ဖို့လေအခုတပည့်ရှိတယ်။ तू ကတက်ကြောက်ထိုင်လို့အခုတော့ခေါ်တာဒီကောင်ကဒီကောင်ကသွားပြီးတော့ကိုဝေးကိုပြေးဦးလင်မှာဒီကောင်ကနေတော့အလုံနဲ့သွားလုံနေတယ်ဒီကောင်ကသွားသွားပြီးတော့ဇူးတွေဇူးတွေဒီကောင်အစုံနာမဲ့ဇူးတွေအဲ့ဒီကောင်ကသွားသွားပြီးတော့ကိုဝေးကိုသွားသွားပြီးဟင်းနေပို့ပါပို့နေ तू ကအဲ့လိုလုံနေတယ်အကုတ်စီလမ်းဆက်တယ်ပေါ့နော်အကိုဥွေတော်တော်ဒုက္ခပြီးဖြစ်နေတယ်စိတ်ုံတန်ရတဲ့အချိန်မှာ तू ကလည်းဒူမတွေနဲ့ညီနေနဲ့နေတယ်နဲ့ဒီကညမနဲ့နေတယ်ဒီလိုဆိုတော့လည်းလူပြိုကြီးဆိုတော့လေကိုဝေးကိုလည်းမကြမ်းပါဘူးစိတ်ုံထက်တဲ့ခါကျတော့ နည်းနည်းလေးတွေအခက်ခဲတွေပေါ့နော်ဆေးရုံမှာတက်တဲ့ဈေးတွေပါတယ်ဆိုအခုလုံးအခက်ခဲလေးကြားတဲ့ခါကျအခုအနေပါပြောပါအောင်ဝင်ကူညီညီဖို့ဟိုလှုပ်ဆော်ပါအောင်ဆိုအဲ့ရဆိုတော့ငါစလှူလိုက်မယ်ဆိုပြီးတော့အခုတသိန်းစလှူပြီးတော့ပို့စေးတင်လိုက်တယ်ပေါ့နော်အလူမခံပါဘူးကိုတစ်ခါမှလည်းလူမခံပါဘူးအကိုတော်ရီဒီလိုပဲဖြစ်နေတဲ့အတွက်ကျွန်တော်စတသိန်းလှူပါတယ်တကယ်လို့လှုပ်အပ်လို့လူကျင်တဲ့လူတွေရှိလေကျွန်တော်စီဖုံးဆက်ပြီးတော့ကေပေးနဲ့ပေးလို့ရပါတယ်ဆိုပြီးတော့အကောတင်ပေးလိုက်တဲ့အချိန်မှာခုနကပြောရေဒီယိုဘားကကိုရဲရအရှင်ကိုရဲရ သိန်း90ကောက်ယူလိုက်ကောသိန်း90ကအရန်များလေလင်မက်ကတမဘဲအကောင်ကပို့မှာဟုတ်သူကကေပေးမို့လေသိန်း90ကျတော့ဘဲအကောင်ပေါ့အခုဘဲအကောင်ပဲပေးပြီးအခုပဲလူပေးပါဆိုတော့ ਨੇ အခုကကိုရဲ့သိန်း90ကိုခင်ရင်းနဲ့ကျန်တဲ့အမှုမြာရှင်တွေကလည်းဟိုအစိတ်လူတဲ့လူကလူတယ်တမအဲ့လိုမျိုးလူကြလူကြရင်းနဲ့အရန်အမောက်ဟာယာကနန်းဖြစ်ဖြစ်မယ်နဲ့ထူတယ်ဆိုတော့အခုကိုဝေးအတွက်ကုညီနိုင်တာပေါ့နော်ဒါပေမဲ့ဒါကအကူကအမှန်တမ်းပြောရင်အခုဒီသူ့မိသားစုနဲ့လေဒီပတ်စံနေလှူတဲ့အချိန်မှာ စကားတခွန်းတော့မပြောပြဘူးကိုဝေးနဲ့လည်းဖုန်းမဆက်ဘူးဖုန်းလည်းမပြောပြဘူးကိုဝေးသိချင်မှလည်းသိမယ်တော့ဘာသူကမျောနေတာဟိုမှာမျောဟိုဟိုသတိမရလိုက်ရတယ်ဖြစ်တယ်သတင်းကြတော့အော်လို့ငါလှုပ်ထားတာကိုကိုဝေးသိတော့သိရလားမသိဘူးလို့ကိုကတော့မှတော့ကုညီတာပဲလေအဲ့တော့ကုညီတာဖြစ်တဲ့အတွက်သူ့စီအဲ့အချိုးမြဲရောက်သွားရင်ကျင်းနေပြီအကူကသွားပြီးတော့ပနာကြီးယူပြီးတော့တမဟိုကျွန်တော်လှူထားတာဘာညာကျွန်တော်လူအလူခဏဘာညာမပြောတော့ဘူးလေမသိစလို့ပဲအခုနေပြီးတော့အခုဆုံးတဲ့အထိစကားမပြောပြပါဘူးဆုံးပြီဆိုပြီးတင်တက်လာတဲ့အခါကျတော့ကျွန်တော်တို့ ဘာမှထပ်ပြီးတော့ကိုဝဲအတွက်မျောလင်းလို့မရတော့ဆိုတီးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ကိုဝဲကိုကျွန်တော်ဒီနေရာမှာပဲလက်ပြနှုတ်ဆက်ရမယ့်အချိန်ရောက်တဲ့အတွက်ဂန်ဝင်မြောက်စွာအိမ်ပြန်သွားတဲ့အမှုပညာရှင်ကြီးကိုကျွန်တော်တို့ဂုံပြုဖို့ပဲကြံပါတော့တယ်တခါတခါကြတော့လေဒီခစ်ကအရန်ကိုအကုတ်မြေမှာပြောရင်ပေါ့ပေါပါနဲ့ဟိုစက်ကူလေတကုံလုံးအမှုပညာရှင်တွေကအပေါ်ရောက်တဲ့ခစ်လို့အခေါ်တော့တင်စားခြင်းပါ တကိ့ကိုလေးလလန်နဲ့ heavy metal ပေါ့နော်အမှုညာရှင်ကြီးတွေကအပေါ်တက်ဖို့မလွယ်တော့ဘူးလေအောက်မှာပဲခြေလင်းသွားနေရတယ်ဘောကလေအရန်ပေါ်ပါပြီးတော့စက်ကူလိုတံမိုးအရန်ပေါ်တဲ့ဆယ်လီပေါ့နော်အဲ့ဒါတွေကနေရာယူတဲ့ဖြစ်တော့အများသောအားဖြင့်ပေါ့အကုန်လုံးတော့မဆုံလို့ပါဘူးများတော့တကယ်တံမိုးရှိတဲ့လူတွေဆုံရှုံကုန်တာတော့နှမျောပါတယ်ဒါမဲ့လေကောင်းတဲ့ဘက်ကဂုံယူရမယ်ဆိုတော့သူတို့စီတည်တဲ့အထိသူတို့တံမိုးကိုမချပါဘူးပေါ့ပောက်တက်ကြရည်သူမရေးပါဘူး ြဿနာရရင်ပြီးရောဟို तू မသိဘဲနဲ့ဆိုရင်ဆိုလိမ့်မယ်ဗျာတင်မ तू ကတော့အဲ့လိုမျိုးကြီးတစ္ဆာရှိရှိနဲ့หนีသွားလို့အကောတော့ဂုံယူတဲ့အတွက်ဂီတကိုမမှန်ကန်ကန်ဖန်တီးနိုင်တဲ့အမှုပညာရှင်တယောက်ဆုံးရှုံးသွားတာတန်ဖိုးမကြတော့ဘူးလို့အခုထင်ပါတယ်တန်ဖိုးကပူတော်တက်သွားပါသေးတယ်